sentar.

ินซาอสินต้มเลยเสียจะมายอกกูรออย่ามาล่ะเสียยายเล่นซุยอยู่ล่ะถ้าเกินไปรู้ชื่อเนาะ ဒီကင်ဆာပျောက်သွားမှာပါကျမကျမကျမတမခင်ကြီးဦးစရာစချာနေမရှိတော့ဘူးလားဒီလိုမဖြစ်ဖြစ်တိမ်ကောင်းကင်ဆာမှာသူ့အဆင်မမူတည်ပြီးတော့သတ်မှတ်ထားတဲ့ကုထုံးတွေရှိတယ်ကင်ဆာအဆင့်1နဲ့2မှာခွဲစိတ်ပြီးကုလို့ရတယ်ဆိုပေမဲ့ အဆင့်3ရောက်ရင်တော့ထက်ကင်ကိုกินရမှာအဲ့ဒါဆိုလဲဆရာတို့ပြောတဲ့အကောင်းဆုံးနည်းနဲ့ကိုယ်ဟာမျိုးဆရာထက်ကင်မဆိုလဲกินရမှာပေါ့အတိကရှောကပြတ်သွားပုံပါပဲဆရာရဲ့ ¿Cómo vamos a vivir sin la prueba? ¿Cómo me tiro? No, se entiende. Mamá, que yo no. ဒီနေ့မဆိုရင်ပါကျွန်တော်ဘက်ကရေဆုံးတက်ကင်နာကိုစီစဉ်ပေးပါမယ်ကျမတို့ခွင့်ပြုအောင် မီးလေးရယ်တမီးလေးကျမကြီးအတွက်ပဲဖြစ်နိုင်မယ်ဆိုရင် အမေတို့ကလည်းတမီးလေးကိုဘယ်ထက်ကင်စေချင်ပါလဲတမီးတမကင်ချင်ဦးမေတမီးအိမ်မဲပြန်ချင်တယ်တမီးတင်ရင်နဲ့တိတ်ပါစီတော့တမီးကခလေးနှစ်ယောက်လည်းရှိတယ်ယောက်ျားလည်းရှိတော့တာမဟုတ်တမီးတစ်ခုခုဖြစ်သွားရင်တမီးခလေးတွေကိုဘယ်လိုလုပ်မှာလဲခင်ဗျာမတီးတော့ဦးမေရယ် ြင်သားတွေတော့မกินကျင်ဘူးမေရဲ့။တမီတက်မกินမြားစင်နဲ့မေရဲ့။မမယူနဲ့အနေနဲ့ကိုဆရာကြီးကျန်ခေါ်ခိုင်းလိုက်လို့ပါ။ဟုတ်ကဲ့ပါရှင်။ကဲ။ဒေါက်တာခေါ်နေတယ်။မင်းတို့တော့အောင်နော်။ပြန်မဖြစ်ဘူးဖြစ်ဖြစ်စေးရောင်းအနေ ာဖြစ်လို့ထွက်ပြေးလိုက်တာလဲကျွန်တော်စူဖို့မေးနေရမဟုတ်ပါဘူးအကျိုးကြောင့်ကျွန်တော်တိတိကျကျလေးသိချင်လို့ပါသမီးဆရာမကြီးကဖြေးလိုက်နေကျွန်တော်မကြောက်ပါနဲ့မိသားစုဝင်လို့သဘောထားပြီးတော့ဖုန်းမလေးလေးပြောလို့ရပါတယ်ကျွန်မကျွန်မတော့ခင်ခံရမှာကြောက်လို့ပါဆရာ ။တမကြားဘူးလားလေ။တက်ကင်နဲ့သူတန်းအာလုံးတေကြတာကြီးပဲ။တက်ကင်နဲ့ဆိုတာတမသားတွေကင်သူတို့ဖြစ်သွားမှာဗောဆရာရဲ့။တမတေးရမယ်ဆိုရင်လေ။အေးစစ်စစ်လေးပဲတေးပြစေဆရာရဲ့။တတော်မကင်ပြစေနဲ့။ကျွန်တော်ပြောမိတာမဖြူဖြူလောင်တာမဟုတ်ဘူးเนาะ တက်ခင်နေဆိုတဲ့စကားရဲ့အသေးပဲကိုလူနာတွေကနားလည်မှုလွဲနေကြလို့ပြုံးမိသွားတာပါတက်ခင်နေလို့အလွယ်သုံးမိလိုက်လို့ကျွန်တော်ပဲတောင်းပန်ပါတယ်အမှန်တော့တက်ခင်နေဆိုတာအထက်တက်ရောင်ကြီးနဲ့ကုတာတယ်လို့ပြောရင်ပို့ပြီးတော့မှန်နေမှဖြစ်ဖြစ်မဖြစ်လို့စီမှာရှိတဲ့ကင်ဆာဆဲတွေကို ခန်းရောင်ကြီးနဲ့နောက်ထပ်မပြန့်သွားအောင်ကင်ဆာဆဲရေးသေးသွားအောင်လို့ကုတာတာကိုဓာတ်ရောင်ကြီးနဲ့ကုတာတယ်လို့ခေါ်တယ်ပဲဖြစ်ဖြစ်ရဲ့ဘလိုပဲဖြစ်ဖြစ်ထင်တယ်လို့မျိုး အသားကိုကင်းတာမဟုတ်ဘူးပြီးတော့အဲ့လိုကုတာရဲ့နာကျင်မှုလည်းမရှိဘူးအချိန်အားဖြင့်လည်းမိနစ်ပိုင်းလေးပဲတစ်ပတ်ကို9ရက်အလုံးစုံတစ်လခွဲလောက်ဆိုရင်ဖြူရောကပျောက်ပြီးရာ ဟေးတန်းအောင်ကြီးကူတာတာဟုတ်ကိုကျွန်တော်ရှင်းပြပြီးတော့ကြောက်သေးလားကြောက်တော့ကြောက်ရဲ့စင်ကြောက်တာတော့ကြောက်လို့ရပါရဲ့ဗျာဒါပေမဲ့ဆေးရွာနေပြီးတော့ထပ်ပြီးမထွက်ပြေးနဲ့တော့เนาะ ဆရာဟုတ်ဘာဖြစ်လို့လာသွားသေးလားဆရာอืมလာသွားတယ်ဆရာတေချာရှင်းပြလိုက်တယ်သူကဓာတ်ကင်ရမှာကိုကြောက်နေတာပဲဟုတ်တယ်ဆရာဖေးပါလေဆရာတို့ကအကင်နေဆိုတဲ့စကားကိုသွားသုံးတာဟုတ်ခုရောဘာတဲမှာအခြေအနေဘယ်လိုလဲအခုတော့အခြေအနေငြိမ်သွားပြီဆရာစေးုံစေးမောစူးစမ်းသေးလားအဲ့လိုအခြေအနေမျိုးတော့စာချင်မတွေ့မိဘူးဆရာ ရှန်တော့သွားကြည့်ရအောင်ဟုတ်ဆရာဆရာရင်တို့ကပြောင်းပြန်ရင်ဖြစ်နေရဲ့ဟောစာချင်းပြန်တက်ပြီးလို့ရလားဆရာဟေးဟေးကျေးဇူးပဲဟဲ့ပါပြီဆရာတပေးမှာကြီးဆိုင်တက်တာပဲကြဲကဲတော်မလား ခုတန်းတော့ရှင်ဘာဖြစ်လို့လူနာရှင်နေစီကပတ်စံယူရတာလဲကျွန်တော်အခုတော့ပြိလိုက်မှဆမ်းပါရှင်ကျွန်မအဲ့ဒီအကြောင်းပြောနေရမှာမဟုတ်ဘူးရှင်ဘာဖြစ်လို့ပတ်စံယူရတာလဲလို့မေးနေတာကျွန်တော်လေးအကြောင်းကိုပတ်စံရှိလို့ဆမ်းပါအခုရှင်းတာဘယ်နဲ့တန်းလဲဆယ်ထဲမှာဆက်မှာနောက်ဆိုလို့ရှင် လူနာရှင်တွေပေးတဲ့ပတ်စံမယူပါနဲ့ဟုတ်ဟုတ်တကယ်လို့ကိုတန်းစော်ကလေးတို့ပတ်စံလိုတယ်ဆိုရင်ကျမစီရလာတောင်းကျမတက်နိုင်ခင်ဗျာကူညီပေးမယ်ရောက်ခလေးယူထားလိုက်ယူထားလိုက်ပါကျေးဇူးပါဆရာဆရာဆရာတော် ာကြီးဖတ်တော့သားဟုတ်ဆရာဒါဒီနောက်မှာပဲစားတော့မယ်အော်လာပါပြီအေးခံပေးသွားတာနဲ့ဟွဒီလောက်ကြာနေပုံထောက်ရင်တော့ကျွန်တော်အပြူကြီးတယောက်စုံသွားပြီထင်နေရတယောက်တော့ပါသွားပြီလားလို့ဟုတ်ပါဦးဆရာရဲ့အေးခံကိစ္စလေးတခုရှိလို့ပါချစ်ကိုခေါ်ရသေးလားဟုတ်စာချစ်ခေါ်ရရဲ့ဆရာอืม မွေးကားထဲမှာကိုကလင်းမွေးပြီးလာမယ်လို့တော့ပြောတာပဲခုချိန်တော့ဆိုမွေးပြီးနေပါရင်ဘာလို့မလာသေးရလဲမသိစာချီတော့ခေါ်လဲရမလားဆရာရရရမခေါ်နဲ့သူ့ကိုခေါ်ရမလားသူအားရလာပါပေါ့ဟုတ်လေးကန်ရှင်းစရာဖတ်လို့တော့မစားနိုင်ပဲနဲ့ဘာလို့စိတ်ဝင်စားလောက်ကြည့်လဲဟုတ်ပါဦးဆရာရဲ့အေးဟိုင်တကယ်ချင်းဆရာဝန်တယောက်က post in ထားလို့ပါ သူ့အသေးမိတ်ဆွေတယောက်ကဆေးရုံမှာ case တစ်ခုဖြစ်လို့တဲ့အဲ့ဒါသူတို့လည်းနောက်အလုပ်လုပ်လို့ရှင်ကိုဘက်ကို save site ယူရတော့မယ်လေဆိုပြီးတော့ရေးထားလို့ပါဆရာရဲ့ဒုက္ခပဲနော်အခုနောက်ပိုင်းဆရာဝင်တဲ့လူနာကြတဲ့မှာ နားလည်မှုတွေတော်တော်လွဲလာကြပြီတော်သေးရပါ့ကျွန်တော်တို့ကကံကောင်းနေပြောရမယ်ကျွန်တော်တို့မှအခုလိုပြဿနာမျိုးမတက်သေးဘူး စာချင်းစီနေရာတယောက်လဲလေ။နေမှာ AS လုံနေရဆရာရဲ့။ဟိုတလောကပဲ။အဲ့စင်းအောင်လာပြတဲ့လူနာတယောက်ကလေ။မူးပြီးတော့သူ့ထိုးလို့တဲ့။ဖြစ်ရလေစာချင်းရဲ့။ဒီမှာ။ဝင်။ဒါတော့ဆရာဝင်တဲ့လူနာကြီးမှာလူနာကမှားတယ်လို့ဆရာဝင်ကလည်းမှားနိုင်တာပါပဲ။လူနာကိုကိုဘာလုံးမယ်ဆိုတာတေချာရှင်းပြပြီးတော့ ကို့အတွက်စိတ်ဆိုင်ယူတာလည်းတပိုင်းပေါ့ဒါပေမဲ့လူနာတကယ်အတက်အညီကြုံလာပြီဆိုရင်အဲ့စိတ်ဆိုင်ယူဖို့လေးတော့အဆင်မပြေတဲ့အချိန်ကြီးရှိတယ်နော်အဓိကတော့ဆရာဝင်တဲ့လူနာကြားမှာနားလည်မှုတိဆောက်ထားဖို့ပဲအိတ်ခံရတော့လေကိုဒုက္ခရောက်မှာတော့တွေးပြီးတော့အမြဲတမ်းစိတ်ဆိုင်ယူနေရမှာမကြိုက်ဘူးဆရာတကယ်လို့လူနာကအရေးအကြောင်းတစ်ခုဖြစ်လာပါပြီရဲ့ ကိုဘက်ကို safe side ယူပြီးတော့တာဝန်ယူမဲ့သူတွေမရှိမှာဘယ်အခိုင်ကြောက်မိတယ်ဆရာဟုတ်တယ်အဲ့ဒါကိုပြောတာကျွန်တော်ကတော့လေကို့အတွက်ကိုတက်နိုင်တယ်များ safe side တော့ယူမယ်ဒါပေမဲ့တကယ်လူနာအတွက်အသက်အနေကြုံလာပြီဆိုရင်တော့အဲ့ safe side ကိစ္စကျွန်တော်ခေါင်းထဲရှိမှာပေါ့လူနာရဲ့အသက်အနေကိုပဲဦးစားပေးပြီးတော့ပဲစဉ်းစားမိနေမှာပဲအဲ့လိုပြောလို့เสียอ่ะไม่จอกหูล่ะลูกเมยอ ကိုအန်ညေဖြစ်မှာပဲကြောက်တာတော့ကြောက်တာပေါ့ဒါပေမဲ့ဘယ်တတ်နိုင်မလဲဟုတ်တယ်မလားလူနာအတွက်တကယ်ရေးကြည့်နေရအောင်ဟုတ်စောင်းဟုတ်ဆရာစားကြည့်ဒါလေးစားကြည့်လားစားဟုတ်စားလားအများကြီး